ုတင်ဆက်ပေးမယ့်သတင်းကတော့အစိုးရတဲ့လက်ထက်တရုတ်နဲ့ထိုင်းနယ်စပ်များမှာအများဆုံးတရားမဝင်ကားတင်သွင်းမှုကနေအစီး2080အထက်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနယ်စပ်တခြားရှိလမ်းကြောင်းပေါင်း40ကနေတရားမဝင်ကားတင်သွင်းမှုတွေပြုလုပ်လျက်ရှိပြီးဒီလိုတင်သွင်းမှုတွေမှာတရုတ်နဲ့ထိုင်းနယ်စပ်ကအများဆုံးတင်သွင်းကြတာဖြစ်တယ်လို့ဇူလိုင်လ23ရက်နေ့ကကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာပွင့်စန်းရဲ့ရှင်းလင်းမှုရသေးရပါတယ်။ တရားမဝင်ရင်တင်သွင်းမှုကိုဖန်ဆီးလျက်ရှိရာမှာအစိုးရတဲ့လက်ထက်2012ခုနှစ်2012ခုနှစ်ဗန်နာရီနှစ်ကနေ2013ခုနှစ်ဇွန်လအထိပြည်ထရေးဝန်ကြီးဌာနစီပါကူတန်းဝန်ကြီးဌာနဗန်နာခွန်ဝန်ကြီးဌာနနဲ့ပြည်내၃ခုတိုင်းဒေသကြီးတစ်ခုတို့ကနေဖန်ဆီးရမိတဲ့လိုင်စင်မဲ့ကားစီးရင်မှာ2009စီးနဲ့အထက်ရှိရလို့သိရပါဗျာ။ နယ်စပ်မှတရားမဝင်ကားတင်သွင်းရမှာကချင်ပြည်နယ်မှာလမ်းကြောင်း၅ခု၊ကယားပြည်နယ်မှာလမ်းကြောင်း၂ခု၊ကရင်ပြည်နယ်မှာလမ်းကြောင်း၁၈ခု၊တနင်္သာရီမှာလမ်းကြောင်း၄ခုနဲ့ရှမ်းပြည်နယ်မှာလမ်းကြောင်း၁၂ခုစုစုပေါင်းလမ်းကြောင်း၄၀နဲ့တင်သွင်းမှုရှိနေတာဖြစ်ပါတယ်။ တရားမဝင်လိုင်းစင်မဲ့ကားများဝင်ရောက်နေမှုအပေါ်လက်ရှိမှာပြည်ထရေးဝန်ကြီးဌာနနေကြာဆောင်တက်ကျေးရွာအုပ်ချုပ်ရေးပြည်သူစစ်တပ်ဖွဲ့များကစောင့်ကြည့်စစ်ဆေးနေတယ်လို့သိရပါတယ်။ဒါအပြင်ကိုတန်းရဝယ်ရေးနဲ့စားသုံးသူရေးရာဦးစီးဌာနကအဖွဲ့ကောင်းဆောင်ဖြစ်တာဝယ်ယူထားပြီးအောက်ခွန်မြမနိုင်ငံရဲ့တပ်ဖွဲ့မြို့နယ်ထွေအိုကုန်တယ်များအသင်းရုံတို့မှအဖွဲ့ဝင်ဖြစ်ပါဝင်တဲ့မိုဘိုင်းတိမ်အဖွဲ့နဲ့လည်းနေဆက်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်တားဆီးစစ်ဆေးလျက်ရှိတာဖြစ်ပါတယ်။ စေဝါကုသံဦးစီးဌာနရဲ့ဖန်ဆီးရမိတဲ့စီးရင်တွေအရာနေဆက်ကတစဉ်လိုင်းစင်မဲ့ကားတွေတင်သွင်းရမှာထိုင်းနဲ့တရုတ်နယ်စပ်တွေကနေခိုးသွင်းလျက်ရှိပြီးစေဝါကုသံဝန်ကြီးဌာနမှာ2005ခုနှစ်ကနေ2012ခုနှစ်အတွင်းဖမ်းမိတဲ့အစီးရေဟာ996စီးအထိရှိပြီး77ဒသမ811ဘီလီယံကျော်တန်မိုးရှိတယ်လို့သိရပါတယ်ရှင်။